အေးနဲ့ပူပေါင်းတပ်တွေအဓိကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေဘကူအီယော်ဒီတိုင်းတိုက်ပွဲတွေမှာစစ်ကောင်စီကပါရာမိုတာကိုစက်တက်လေထီတွေကိုအုံပြုတိုက်ခိုက်တာနဲ့ကင်းထောက်တာတွေပိုပြီးများလာတယ်လို့ဒေသခံတွေကပြောကြပါတယ်လက်တလောတိုက်ပွဲတွေရှိနေတဲ့မကွေတိုင်းဘကူတိုင်းအီယော်ဒီတိုင်းတွေမှာယခုနှစ်2025နှစ်စပိုင်းကစပြီးစက်တက်လေထီအုံပြုတိုက်ခိုက်တာတွေကိုစက်တိတ်လှုပ်ဆောင်လာနေပါတယ် အခုတော်ဒီစက်ကောင်စီကပေါ့နော်ဒီစက်တက်လေထီတွေကိုတော်တော်လေးတုံးလာတာတွေ့ရပါတယ်သူတို့ကတိုက်ပွဲဖြစ်တဲ့နေရာတွေဆဲတိုက်ပွဲအနည်းကကြေးရွာတွေကိုဒီအဓိကကင်းထောက်တာတွေပုံကျစ်တာတွေပို့ပြီးတော့လှုပ်ဆောင်လာတာပေါ့နော်ဟုတ်ကဲ့ဖေဖော်ဝါရီ23ကလည်းမကွေတိုင်းစီဒေါက်တရာမြို့နယ်မုံညင်းကျေးရွာကလေထဲတွေကိုစက်တက်လေထီနဲ့တိုက်ခတ်ခဲ့တာကြောင့်ဒေသခံရှိဦးတည်ဆုံပြီး9ဦးဒဏ်ရာရခဲ့ပါတယ် ဖေဖော်ဝါရီ16ရက်နေ့ကလည်းဘကူတိုင်းပောက်ခေါင်းမြို့နယ်အိုင်ဆောက်ကျေးရွာမှာလည်းစက်တက်လေဒီနဲ့ဘုံကျေးတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတအူသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဖေဖော်ဝါရီ24ရက်ကလည်းဘကူတိုင်းညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီရဲ့လေကြောင်းပြုတ်ကူပေးခဲ့တဲ့စက်တက်လေဒီနှစ်စီးကိုအရခတ်တပ်တော်ကပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။အဲကျွန်တော်ဒီစက်တက်လေဒီတွေရပါတော့။မကွေးဘကူမန္တလေးပေါ့နော်။အဲအဲ့ဘက်ဒီမှာတုံးလာတဲ့အနေအထားရှိတယ်။ အဲသူတို့ကအထိကတော့လေရင်ခြွေတာလိုက်တာပေါ့နော်ကင်းထောက်လို့လည်းရတယ်တိုက်ခိုက်လို့လည်းရတယ်သို့ပေမဲ့ point five ဆိုရင်တော့မှပဲဒါကျွန်တော်တို့ကအရအောင်ပြစ်ချလို့ရတယ်ပေါ့နော်အခုဆိုရင်လည်းကျွန်တော်တို့ဒီ brown ဘက်မှာညောင်ကျိုးဘက်မှာနှစ်စီးပြစ်ချနိုင်ခဲ့တယ်လို့အတန်နေထွက်ပေါ်ခဲ့တယ်လို့မကွေးစစ်မျက်နှာပြဘက်မှာလည်းတစည်းပြစ်ချခဲ့တယ်လို့တော့သိရပါတယ်စက်တက်လေးထီတွေဟာအကွာဝေးမိုင်30အနေ60အထိပြန်နိုင်ပြီးမိုင်40အနေ60နှုန်းအထိပြန်တန်းနိုင်တယ်လို့သိရပါတယ် အဲ့ဒီလိုစက်တက်လေထွေတွေအုံပြတက်ခိုက်တာတွေများလာတာကြောင့်ဒေတာကကွေရဲ့တက်ဖွဲတွေကလည်းသူတို့ထိန်းချုပ်တဲ့ကြေးရွာတွေကိုစက်တက်လေထွေနဲ့ပတ်သက်ပြီးအသိပညာပေးလက်ကမ်းစာဆောင်တွေဖြန့်ဝေတာတွေကိုလွှတ်ဆောင်လာနေတယ်လို့သိရပါတယ်ရခိုင်ယူမနဲ့အဆက်ဒေသတွေဖြစ်တဲ့ဘကူတိုင်း၊အီယာဝတီတိုင်းနဲ့မကွေးတိုင်းတွေမှာစစ်ကောင်စီနဲ့အာရခတပ်တို့အပြင်းထန်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့မက်ရှလာနေရနေက AA ဖက်ကပြောထားပါတယ်။